ခုတင်ဆက်ပေးမယ့်အကြောင်းလေးကတော့ထိုင်းနိုင်ငံရှေးမြောက်ပြပိုင်းမှာတည်ရှိနေတဲ့ရွာလေးတွေပဲဖြစ်ပါတယ်အဲ့ဒီရွာလေးမှာလုံခွေစားတော့ကိုအလွန်ကောင်းမွန်တော့လေထုဆန်းတဲ့ရွာလေးကိုမှားရစွာတလေးတစ်ခုဖြစ်ကိုကိုွယ်နေကြတာပဲဖြစ်ပါတယ်။အဲ့ဒီရွာမှာနေထိုင်သူများစုကမြင်မြင်ကြားနေပြီးလည်းရိုးရောင်စိုးကတွေးခေါ်ယူဆတွေမှာကနေထိုင်ကြသူတွေပဲဖြစ်ပါတယ်။အဲ့ဒီလိုမှားရမှုတွေပြပြဖို့အတွက်ဆိုရင်တော့အင်မတန်မှခက်ခဲလွန်းလာပါတယ်။ အဒီလိုနဲ့တနေ့မှာတော့ဂျင်းတဲ့ဒေသဝင်ယူရေးအတွက်ဇေယျထက်သန်စွာတောင်းဝင်ရမှုတွေကြောင့်အထူးကြီးကျက်သူတွေဖြစ်ထူးချွန်တဲ့ရမှုဆိုတဲ့အကောင်းကြီးတစ်ယောက်ကတော့ဒီပုံမှာရှာမတွေ့တဲ့အသင်းငယ်လေးရွာလေးတယောက်ကိုတွေ့ရမှာပဲဖြစ်ပါတယ်။အဒီရွာလေးမှာထူးထူးခြားခြားရှိနေတဲ့ရိုးရာကတော့ကျူစင်စာတရားထုတ်သူတွေမဟုတ်ပဲဘုံကြီးတရေတွေကိုစွန့်ကပ်တလေဆိုတဲ့အရာပဲဖြစ်ပါတယ်။အဒီရိုးရာကတော့လူတို့ချုပ်စိတ်ထဲမှာပေါ့ပေါ့ပုံစိုးတမျိုးလိုထင်မှတ်ပြီးကြောက်ကြသလို့ တချို့ကတော့ URL delete တခုထင်မှတ်ကလွယ်မစွာကိုးကွယ်နေကြတာပဲဖြစ်ပါတယ်။သူတို့နှစ်ယောက်လည်းရခင်ကဒီလိုတွေ့ကြုံမျိုးတွေရှိခဲ့ပြီးသားမို့နောက်တစ်ချိန်လည်းကူညီပေးနိုင်မယ်လို့ယုံကြည်ကလက်ခံလိုက်ကြပါတယ်။အဲ့ဒီလိုနဲ့သူတို့နှစ်ယောက်လည်းကားပြတညာလုံးသွားခဲ့ပြီးနောက်တစ်နေ့နေ့လယ်ပိုင်းမှာဒူးဆက်နေရွာလေးကိုရောက်လာခဲ့ပါတယ်။အဲ့ဒီရွာရောက်တဲ့အချိန်မှာတော့ရွာကောင်းဆောင်ဦးခင်မကခီးဦးကျော်ကကြိုးဆိုလိုက်ပါတယ်။ မင်္ဂလာပါလန်ခီကလည်းကျန်းနေတော့ပြင်မနေကြပြီလားဗျာဆရာလေးတို့တဲဖို့အတွက်ကျွန်တော်ပြင်ဆင်ထားတဲ့နေရာမှာအရင်ဆုံးနိုင်ယူလိုက်ကြပါဦးအေးစစ်စစ်နိုင်ယူပြီးတော့မှရွာကြောင်းစကားပြောကြမယ်ဗျာဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဦးလေးလို့သူတို့နှစ်ယောက်လည်းပြန်လည်တော့ဆက်လိုက်ပါတယ်ဘူခင်မာကိုရွာကြောင်းလိလာဖို့ယောဂဆပ်ပို့ထားတာကြောင့်အကုန်စီတင်ပြီးသားဖြစ်နေတာပဲဖြစ်ပါတယ်အဲ့ဒီလိုနဲ့ဘာမှပြည့်ပြည့်နေတော့တလေเจ้าကိုမြင်ရပါတော့တယ် ဓလေချောင်းကြားရတာတော့တမျိုးကြီးပဲထူးဆန်းတယ်တကယ်ပဲတရေတွေကိုဆွန်းလောင်းကြတာလားဗျာစာကြားကစားကကျွန်တော်တို့အံ့ဩထိတ်လန့်နေပြီပထမတစ်ခါတော့ငါလည်းအခုလိုထူးဆန်းတဲ့ကိစ္စတွေကိုဖြေရှင်းနိုင်ခဲ့တာကိုအခုလည်းဖြေရှင်းနိုင်မယ်ခြင်းလို့ယုံကြည်နေလာခဲ့တာဗျာဒီဗျာငရေတဲ့သူတွေဆိုတော့လဲချောက်တရားမရှိပဲအခုလိုရောက်လာတာဝမ်းသာပါတယ်ကြာဆိုတော့ဒီတဲ့အတိုင်းပဲဒလိကဒလိပါပဲကြောက်ကြပေမဲ့လည်းပြောင်းလဲဖို့ခက်ကြောင်းဒီပြည်လေးနဲ့ပြောလိုက်ပါတော့လေ အဒီလိုနဲ့ဥက္ကိမကအစီအမပြေနိုင်ကြောင်းပြောပေမဲ့လည်းအံ့ဩစရာကောင်းပြီးပြောင်းလဲဖို့ဆရာထက်သန်တာကြောင့်တချို့ချိန်မှာပြောင်းလဲရတာမလွယ်ပါဘူးဒါပေမဲ့ရာရာအချိန်နဲ့မျှပြောင်းလဲနေတာမျိုးလုံးနိုင်မှာပါဆိုပြီးပြန်လဲဖြေရှင်းလိုက်ပါတော့တယ်အဒီလိုနဲ့အကြောင်းအရာတွေနားထောင်ပြီးတဲ့နောက်ကျွန်တော်တို့နှစ်ယောက်ကအဲ့ဒီရိုးရာတလူပွဲကိုမျက်မြင်ကိုယ်တွေ့ကြည့်ပြီးမှမလွတ်ရမယ်ဆိုတာဆုံးဖြတ်ချင်ပါတယ်အကြောင်းမလို့ကျွန်တော်တို့လည်လာလို့ရအောင်စွန့်လာတဲ့ချိန်ခေါ်သားဖို့ရဲ့ဥက္ကိမကိုတောင်းဆိုလိုက်ကြပါတော့တယ် အဲ့ဒီလိုနဲ့နောက်တနေ့မနက်ပိုင်းမှာသူကျော်နဲ့ရဲမှုတို့ဆုံလောင်းတဲ့နေရာကိုရောက်လာခဲ့ပါတယ်။သူတို့နေရာကိုဥက္ကင်မကဆရာလေးတို့အေးအေးဆေးဆေးတိတ်ဆိတ်စွာလေ့လာကြပါ။အော်ဘီအော်ဟိဆုံရဲမှုတွေတော့မလုံးမိပါစေနဲ့လို့ဆိုလိုက်ပါတော့တယ်။သူတို့လည်းတိတ်ဆိတ်စွာအရာအလုံးကိုအ깨ခတ်လိုက်ပါတော့တယ်။ဇိုလောင်းမုံပြင်းစင်းပေါ်ရိုသေးပြီးပုံတွေကအမှန်တကယ်တိတ်ရှိပုံကြီးကိုရိုသေးကိုွက်တယ်လို့ပဲဖြစ်နေကြပါတယ်။ ဒီလိုကဲခဲနေချိန်မှာပဲရွာရဲ့နောက်ဘက်ကနေပြန်လည်လာကြတာပေါ့အမှန်မတင်ကြည့်လိုက်မယ်ဆိုရင်ဇယားနေတဲ့ဘုံကြီးကိုကြွာလာတယ်လို့မျိုးခေါင်းငင်ကနေသုံးပါပြန်တန်းလာကြပါလေသုံးပါစလုံးမျက်နာကဖြစ်ပင်းပြော်ဖြစ်တယ်လို့လေထဲမှာပြန်ဝင်နေတာကြောင့်ခြေဘွားကနေကြီးကိုမတီးပဲလှုပ်ရှားနေတယ်လို့သင်္ကန်းကလည်းတေချာတည့်ရဲ့ပြင်းစင်ကဝစ်စင်ပေးမယ်လေနေတိုက်တဲ့ကပုံပြင်မသွားပြီအဒီလိုမြင်ကွင်းကိုမြင်လိုက်တဲ့အခါမှာသူတို့နှစ်ယောက်လုံးအမှန်တကယ်အောင်ပြီးချွေးပြန်ကတုံယူနေပေမဲ့ ရွာသားတွေကတရားစုံလောက်ဥခိုက်ကရှိခိုးနေကြပါတယ်။အဲ့ဒီလိုဥခိုက်နေပေမဲ့လည်းဘုံကြီးသုံးပါးစလုံးကကြီးညိုစရာမရှိသလိုအသက်ကလည်းမရှိဘူး။ခနာကူကလည်းအယောင်စင်းမရှိသွားမျက်နှာတွေကခက်တန်းကနေရေးပြီးကြောက်မွယ်ကောင်းတဲ့မျိုးလုံးတွေရှိနေပါတယ်။အဲ့ဒီလိုချင်းတွေကိုကြည့်ပြီးနောက်တကယ်ပဲရှိခဲ့တာရှိခဲ့တာလားဗျာဒါမှမဟုတ်ခုမှ delay တစ်ခုဖြစ် ဘယ်သူကစတင်ခဲ့တာလဲဆိုတာဖြည့်ရှင်းလို့များနိုင်ပါဘူးလို့ပြောနေတဲ့တဲကနေလှုပ်ရှားမှုအကြောင်းအရာလေးကိုစုံစမ်းမှုစတင်လိုက်ပါတော့တယ်။အဲ့ဒီလိုနဲ့ရွာသားတချို့ကိုအရွယ်ဆုံးခေါ်ကမင်းမင်းကြပါမယ်နဲ့ဒလေးရဲ့အစ်မကိုတယောက်မှမတိကြရပါဘူး။အဲ့ဒီလိုနဲ့ဘယ်သူမှမင်းမရတာကြောင့်ရွာเจ้าလီလာရဲ့ရှောက်သွားနေချိန်မှာပဲကူယူတောင်းလို့ခေါ်တဲ့လူကြီးတယောက်ကိုတွေးလိုက်တာကြောင့်နှစ်ယောက်သားမင်းမြန်ဖို့အတွက်နောက်ကနေပြေးလိုက်ပါတော့တယ်။ မင်္ဂလာပါဦးလေးရေမင်္ဂလာပါဦးလေးစင်ပြေမယ်ဆိုရင်ကျွန်တော်တို့ကိုစကားလေးခဏလောက်ပြောခွင့်ပေးပါဗျာအဲ့ဒီလိုခဏလိုက်တော့ဥယျာဉ်တော်ကနေဘာမင်းမလည်းမင်းလို့ပြောလိုက်တဲ့အခါကျွန်တော်တို့မေ့ချင်တာကဒီရောင်မှာဒလိတစ်ခုအဖြစ်ဆွလောင်းနေတဲ့အကြောင်းကိုမေ့ချင်တာပါလို့ပြောလိုက်ပါတော့တယ်အဲ့လိုပြောလိုက်တော့ဥယျာဉ်တော်ကနေဒီကိစ္စကလမ်းမှာပြောရတာအဆင်မပြေဘူးတရားရောကြသွားရင်မကောင်းဘူးငိုင်းသွားပြီးပြောကြမယ်ဆိုတာဒုစက်မှရှိတဲ့သူ့ရင်ကိုခေါ်သွားလိုက်ပါတော့တယ်ဒီနေ့ရောက်တော့သိချင်နေတဲ့အကြောင်းရောက်ကိုပြပြလိုက်ပါတော့တယ် အဲ့ဒီလိုဖြစ်ရတာရွာရဲ့မူလတလေကတမိုင်းဝင်ဘုံကြီးသုံးပါးနဲ့သက်ဆိုင်တယ်။ဗာတိတလောက်ဆိုရင်တော့ရွာမှာအောင်လဲမြညာကိုကိုယ်ခဲ့တဲ့အဖိုးကြီးတယောက်ကတန်ဃာတော်အဖြစ်ရှိခဲ့ပြီးအမဲလိုလိုဖျားကန်းကိုစင်မိရဲ့ကျင်းနဲ့ကပ်ပြီးတဲချင်းငိန်တဲ့ဗုဒ္ဓဘာသာဝိစုံတွေကအောင်လဲမြညာတိုးတက်အောင်ကျင့်ဆင်နေသူပဲဖြစ်တယ်။အဲ့ဒီလိုကျင်းနေတာကိုမှန်ကန်စွာဖျားဟောတရားရင်နဲ့အားထုတ်နေတဲ့ဘုံကြီးသုံးပါးတည်သွားတာကြောင့်အလုံးလဲဒေါသထွက်ကအခုလိုအောင်လဲမြညာကိုဘုံကြီးဝတ်ပြီးမလုံးတင်ကြဘူး။ ိုတို့ကြောင့်ဘာသာညှို့ညံ့ရကြောင်းအခုလိုလုပ်မယ်ဆိုရင်လူတွေပါဟုစိတ်ဆုံးမှန်ဆိုပြောလိုက်တဲ့အခါရောက်ဆောင်ခွန်ကြီးကပြုံးပြုံးလေးကြီးကညင်သက်နေပါတော့တယ်။အဒီလိုတွေပြောဆိုပြီးတဲ့နောက်ရောက်ဆောင်ခွန်ကြီးကဖျားခန်းကိုအသုံးမပြုတော့ပဲတသက်နေပါတော့တယ်။အဒီနေ့ကခွန်ကြီးတို့မှဖျားခန်းမှတရားဆိုင်နေစဉ်တပားကစတင်ပြောဆိုတော့တယ်။ပထမတစ်ပါးအရင်ချောင်းနေတော့ဂျပန်ကြီးနှစ်ပါးကလည်းချောင်းနေအဆမတန်ဆိုးလာပါတော့တယ်။ ဆောင်းမျိုးဆိုးလာတာကြောင့်လေကြောင်းတွေကနေသူတွေအများကြီးအထွက်ကြကုန်ပြီးနောက်ဆုံးမှာတော့သုံးသွားစလုံးနဲ့ထောင်ဆုံးရာကနေကျဉ်ဆောင်လာတဲ့အသက်နဲ့အော်ရီမှုနဲ့အတူခန္ဓာကိုယ်တွေပါနိုင်ငံပုံစံမျိုးရင်းကနေခုံကြီးသေးရည်ဖြစ်သွားကြတာပါပဲအဒီလိုဖြစ်တော့သုံးသွားစလုံးရဲ့ဝိညာဉ်ကိုမျက်နှာသုံးမှတ်ပါဆိုဖရာရုပ်တူထဲမှာအစီမံကုန်ရဲ့အချုပ်ချာဖြစ်ပိတ်ထားပြီးနောက်ရောင်ဆောင်ခုံကြီးကတရေတွေကိုစီခိုင်းရင်စစ်စစ်လိုက်တော့တယ် သူတို့သုံးပါးစလုံးရဲ့ဝိညာဉ်တွေသာရတိမြင့်အောင်အခန်းတစ်ခန်းထဲမှာပူဇော်ပြီးအမျက်တကားပိတ်ထားရင်သူ့လူတယောက်ကိုစေခတ်လိုက်တော့တယ်အဒီလိုကနဲ့ဘုံကြီးလေးတွေဖြစ်လာကြပြီလေဘုံကြီးတွေလုံထုံလုံကြီးတွေလောက်ကြသလိုလူတွေကလည်းဒလိတခုလိုပူဇော်ရှိကိုးကြတာလို့ပြောလိုက်တော့သူကျော်နဲ့ရဲမုံတို့လည်းအကြောင်းဆုံးကြီးပြပြီးထိလက်မှုတွေဖြစ်လာပါတော့လေအဒီချိန်မှာပဲဥယျာဉ်ရင်ကိုဥတီမတရားရောက်လာပါတော့တယ်အဒီနောက် ိတ်ထားတဲ့တကားကိုခောက်ပြီးသူ့ကြောင့်နဲ့ရဲမုံလို့ဒီရောက်နေကြလားငါကတနေ့ကြောင့်မပြောဘူးနဲ့ပြောရရင်တော့မင်းအတန်လည်းဘူးလေဘူးဟုတကားတစ်ဖက်ကနေပြောလိုက်ပါတော့တယ်ဝူယူတန်းကလည်းမင်းထင်ချင်တာတွေပြပြချောက်ပြောမနေနဲ့ဘာမှမပြောဘူးဘသူမှလည်းမလာဘူးဟုဥက္ကံကညင်းလိုက်ပါတော့တယ်အဒီလိုပြောလိုက်တော့ဥက္ကံတရားပြန်သွားပါတော့တယ်အဲ့ဒီနောက်သူရောင်းတဲ့ရဲမုံတို့လည်းအကြောင်းဆုံးသိရပြီးတော့သူတို့တဲတဲ့နေရာကိုပြန်လာခဲ့ပါတော့တယ် တို့ရင်ရောက်တော့ဥက္ကိမကအရှိမဆောင်နေတာဘဲကပြန်လာကြတာလေဗျာမိုးချုပ်တဲ့ချိန်ရှောင်မသွားကြနဲ့တော့ပြုံစီစီမျက်နှာပြေးနေနေချင်းရုတ်တရက်ဆိုသလိုတို့နှစ်ယောက်စလုံးရဲ့ဥရောကနေအဝိတ္တိဆိုချလိုက်ကလက်တွေလည်းကျွတ်တော့ပြီးချင်းချောင်းမှန်စီကတနေရာကိုခေါ်ဆောင်သွားပါတော့တယ်အဲ့ဒီလိုခေါ်လာပြီးနောက်တို့နှစ်ယောက်ကိုဒူးတော့ပါထိုင်ခိုင်းလိုက်ပါတော့တယ်ဒူတော့ပြီးနောက်ကောင်းမဆွထားတာတွေကိုဖယ်လိုက်တော့သူတို့ရောက်တဲ့နေရာကညအချိန်တော်ရဲမှကြီးတဲ့အကြောင်းပြကြီးတစ်ခုဖြစ်ပြီးသူတို့ရှင်မှာဥက္ကမကမတည့်ရက်နေပြီး သူ့ရဲ့နောက်မှာတော့ဖျားကြီးတဆူရှိနေပါတော့တယ်။အရင်နောက်အိမ်မကမင်းတို့တွေကိုငါအစကလေးကပြောထားတယ်လို့ရွာတလေးကိုပြောင်းလဲဖို့ခတ်မယ်ဆိုတာ။ဒါကမင်းတို့ကမှနားထောင်ကြမယ်ကွာ။ဟမ်ကိုကိုကိုလူတက်ကြီးထင်နေကြတာမဟုတ်လား။အေးခုတော့ငါလည်းမင်းတို့ကိုမကယ်နိုင်တော့ဘူးဆိုတာ။အခုအိမ်မတော့အုပ်စုကအเจ้าမြတ်ကြီးကနေထွက်သွားဖို့ပြင်ဆင်ကြပါတော့တယ်။ ။ဘုခင်မာတို့ထွက်သွားခြင်းတောထဲမှာမိကုန်များထူထပ်လာပြီးဘုန်းကြီးသုံးပါးမျက်နာကမျက်နာဖြူဖြူအရင်မှဖြင့်ပြဲဝဲလာပါတော့တယ်။သူတို့ရဲ့ခြေပွားများကမြေကြီးနဲ့လုံးဝမထီပဲလေထဲမှာအမင်းတစ်ခုစောင့်နေတယ်လို့မျိုးငိမ့်သက်စွာရက်ကသူတို့မြောက်ကိုကြည့်နေပါတော့တယ်။သူတို့နဲ့ရဲမောလဲအလွန်တိုင်လန်ကရာသားတွေဥချက်ကဆွမ်းလောင်းနေခြင်းနဲ့အနေငယ်ချမ်းသာစွာနီယောင်လေးနဲ့မြတ်ဖက်နေသောမျိုးလုံးများကတောင်းပေါ်ပဲဖြစ်တာကြောင့်လုံးဝမကြည်ရွေးဖြစ်နေပါတော့တယ်။ ီလိုချင်းတွေကနေမျောစလုံးမလွမြောက်နိုင်လို့ဆိုတာကိုသိတာကြောင့်တယောက်ကိုတယောက်အားပေးဘာကြောင့်ဖြစ်ရတာပါတကယ်ချင်းရာကုလည်းမင်းလည်းအနေများရပြီကွာမင်းကလည်းကွာအဲ့လိုမပြောပါနဲ့ငါတို့နှစ်ယောက်ကအခုလိုဖြစ်ပြနေကြုံဖို့ပါလာတာလို့အခုလိုကြုံရတာပါကွာမင်းကြောင့်လည်းမဟုတ်ရပါဘူးခုတယောက်နဲ့တယောက်ပြန်လဲအားပေးနေချင်းတရေတွေကလည်းသူတို့နာတော်ကြီးကလာပြီးဖို့ဖြစ်ချင်တာဖြစ်တော့ဦးတွေးတာမျက်စိမိလိုက်ချင်းမှာပဲရေလောင်နဲ့တက်ပြီးတော့မျက်စိပုတ်ကြည့်လိုက်တော့အဲ့ဒီလိုပြစ်ခတ်လိုက်တဲ့သူကတော့ ူယူတောင်ပဲဖြစ်နေပါတော့တယ်။ဝူယူတောင်ရဖြစ်ကမ်းမှုကြောင့်တရေတယောက်ထိသွားပြီးချက်ချင်းစလို့ပြန်ထလာတာကြောင့်ဝူယူတောင်တို့တုံးယောက်လည်းခြေထားသောကျိုးတွေကိုအမြင်ဖြုတ်တာထွက်ပြေးကြပါတော့တယ်။အဲဒီလိုသူတို့တုံးယောက်ကရှိကပြီးနောက်ကနေတရေသုံးပါးကလည်းပြန်တန်းကလိုက်ပါလာပါတော့တယ်။အဲဒီလိုနဲ့သူတို့တုံးယောက်အသက်ရှူချက်လာအောင်ပြီးလာရင်ကားနာကိုရောက်လာတဲ့အချိန် ဦးယူတောင်းကမင်းတို့နေရာကိုကူပဲကားနဲ့ထွက်ပြေးပါသူတို့ရောက်လာကြတော့မယ်ငါကတော့ဒီဒီလေးစိုးကိုဆုံးသက်လိုက်တော့မယ်လို့ပြောလိုက်ပြီးမယ်လေဦးလေးတယောက်တည်းအရင်နေမရရင်စိတ်မချဘူးဟုတ်တယ်ဦးလေးကျွန်တော်တို့နဲ့အတူရင်ဆိုင်ကြမယ်အဲ့ဒီလိုမှမဟုတ်ရင်လည်းအတူတူထွက်ပြေးကြမယ်လို့ပြောလိုက်ပါတော့တယ်အဲ့ဒီလိုပြောလိုက်ပြီးမယ်လေဦးယူတောင်းကတနက်ကိုစောက်ကိုင်းကမပြောနဲ့တော့မြင်မြင်သွားကြဘူးအော်ဟိကအတင်းနှင်ထုတ်လိုက်တာကြောင့်သူတို့လည်းကားပေါ်တက်ပြီးအစ်ကိုကဦးလေးလည်းပြေးခဲ့ပါစေလို့ဆုတောင်းကြပါတယ် တို့စုတောင်းတန်နေကြောင့်ဥယျမောင်လည်း PD ပြုံးလေးဖြင့်ကျန်းကသတိနေထားပြီးရှိနေခြင်းအမောင်လည်းကနေအလေးလေးနဲ့တက်နေကြားလိုက်ရပါတော့တယ်။အဒီလိုနဲ့နောက်နေ့ရောက်တော့ထူးချွန်တဲ့ရဲမောင်လည်းရုံးကိုရောက်ပြီးသူတို့ကြုံတွေ့ဖြစ်ဖြစ်ခဲ့တာကိုတင်ပြလိုက်ပါတော့တယ်။ ဲ့ဒါကြောင့်သူတို့အထက်လူကြီးကရဲကိုပါခေါ်ပြီးထူကျော်ရွတ်နဲ့အတူအဲ့ဒီရွာလူကိုရောက်လာကတာဝန်ရှိသူတွေနဲ့အတူစစ်ဆေးကြည့်လိုက်တော့ဦးရောင်းနဲ့ဦးခင်မပါသူ့လူတွေကိုမတွေ့ရတော့ပဲအယောင်စာပုံကြီးဝိညာဉ်တွေချုပ်လုံထားရနေရမှာတော့ဒေကတိကနေရာနေပေါ်မှာကျမ်းမြင်နေပေါ်မှာအနှံပြားရှိကတော်တော်ကြောက်မွက်ခွေရပဲဖြစ်နေကြပါတော့လေ အဲ့ဒီလိုအရာတွေတွေးလိုက်တာကြောင့်သူတို့နှစ်ယောက်စလုံးလဲသူတို့အသက်ကိုကာကွယ်ပြီးရွာရဲ့တလေးကိုဖျောက်ဖျက်ကတရေတွေလက်မှတ်လွတ်မြောက်အသက်ပေးသွားတဲ့ဥယူတော်အတွက်အရန်ကိုမှစေမကောင်းဖြစ်နေကြပါတော့လေ။အဲ့ဒီလိုဒုက္ခတွေဖြစ်ပေါ်လာရတာကတော့သူကြောင့်နေရဲမတို့ကားပြင်ထွက်သွားခြင်းတရေသုံးပါးကတဖြည်းဖြည်းဥယူတော်နာကိုရောက်လာတာတိုက်ခိုက်တိုက်တော့ဘူးသူကလည်းလက်ထက်ကင်ထားသွားတဲ့လက်ချက်ဖြစ်ခလာပြီး ုမြင်တဲ့ဖက်ထုတ်ရနေရကိုထွက်ပြေးသွားပါတော့တယ်။အဲ့ဒီနေရာရောက်တော့အလင်းမြေအိမ်မော်ကိုပြေးကတင်းထားရနေရကိုရှာပါလို့ရတယ်။အဲ့ဒီလိုရှာနေချိန်မှာပဲအဆောင်တယောက်ကအခန်းထဲကနေထွက်လာပြီးဥလျာကိုပြေးလိုက်ပြီးတော့ဝိသနာကြောင့်ခုနဲ့အမြင်ဝိညာဉ်သိရအခန်းကိုအတင်းတိုးခွင့်လိုက်ပါတော့တယ်။တကပွင့်သွားတဲ့အခါမျက်နှာသုံးဖက်နဲ့ဘုရားကိုအမွှေးတိုင်းနဲ့ကပ်လူထားတာတွေ့လိုက်တာအကြောင်းပြေစိုးတွေပြောင်းရင်အချောက်ကြဖြစ်တဲ့ရုပ်တုကိုတနက်ခင်းကိုပြလိုက်တာ ဲ့ဒီလိုသဏ္ဍာန်တန်နေကြအောင်ခင်မတို့အုပ်စုလည်းအနာကိုရောက်လာတာကျိုးပြည့်ပြစည်းသွားသောပုံတော်ကြောင့်ထိတ်လန့်ရင်ဥယူတော်ကိုလည်းဒေါသထွက်ကမင်းမလို့ခုလိုလုံးရတာလေအေဂျင့်ရဲ့ရွာလေးကအခုတော့မင်းကြောင့်ပြစည်းရတော့မယ်မင်းတွေးမနေပြီခင်မငါက900လေးကိုကပေးတာမင်းတို့လုံးချင်တာလို့တော့အယူဆမှားတဲ့ဒလီကြီးကိုဖျောက်ပြတ်တာလို့အပြန်လဲပြောဆိုရင်းခုန်နေချိန်မှာပဲတရေသုံးပါးကအင်ဂျင်နာကိုပြန်တန်းလာချင်း ခုခေတ်မှာတော့လေအလုံးသောသားလောင်ရက်ကတိုက်ခိုက်ဖို့ပြင်ဆင်နေချိန်မှာပဲသူတို့အုပ်စုကိုတရေသုံးပါကခုံအုပ်တာသူတို့အသေးသားတွေကိုဝါမျိုးနေပါတော့လေအဲ့ဒီလိုကြောက်လက်အော်ဖစ်တန်တွေဆွညံပေးမဲ့လေဥယူတော်ကတော့တိတ်ဆိတ်နေသက်စွာအရာအလုံးဆုံးသက်ဖို့အတွက်မတည့်ရနေပါတော့လေအဲ့ဒီလိုရန်နေတာအကြောင်း၃ရောင်စလုံးရဲ့အသေးသားကိုဝါမျိုးပြီးတာကိုသူ့ကိုလည်းနောက်ဆုံးမှာဝါမျိုးလိုက်တာကြရအောင်လေတိတ်ဆိတ်နေတဲ့သွားသလိုဝိညာဉ်တွေလည်းချုံနောင်မှုကနေလွတ်မြောက်သွားရွာတလေဟောင်းကြီးလည်းပြတ်ပေါ်သွားပါတော့လေ အဲ့ဒီအချိန်မှာစာရွေးဥယျာဉ်တောင်ရဲ့အသက်ဆုံးကကတင်မိခဲ့တာကြောင့်တရေတွေပြက်ပြက်သွားသလိုယူဆမှန်းဆောင်ဆုတ်ခတ်နေတဲ့ထူဆန်းတဲ့ရွာလေးကနေအေးစေးတိတ်ဆိတ်နေတဲ့တဲ့ရွာလေးတွေအဖြစ်အားလုံးပုံမှန်တိုင်းပဲဖြစ်သွားပါတော့လေဇလန်းလေးကတော့ဒီလောက်ပါပဲရှင်စုံဒီနားတောင်ပေးတဲ့အတွက်တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ရှိပါတယ်နောက်တစ်ကောက်မှာပိုပြီးစိတ်ဝင်စားစရာဇလန်းတွေနဲ့ပြန်လာပါမယ်နော်စောင့်နေလို့မမေးပါနဲ့ရှင်လန်းချမ်းမြေကြပါစေ